ထိုင်းမြန်မာချစ်ကြည်ရေးစပိန်စီးပွဲကိုဖေဖော်ဝါရီလ22ရက်နေ့ကထိုင်းနိုင်ငံမဲဆောက်မြို့မြူနီစပယ်ရုံးကနေစတင်တာထွက်ခဲ့ပါတယ်။ဒေါခင်မင်းစောသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဆန်ခိုင်းချိန်မြောက်ထိုင်းမြန်မာချစ်ကြည်ရေးစပိန်စီးပွဲကိုထိုင်းနိုင်ငံမဲဆောက်မြို့မြူနီစပယ်ရုံးကနေကီလိုမီတာ30လောက်အကွာဝေးရှိတဲ့မြန်မာနိုင်ငံမြမီမြို့နယ်ပွဲဆက်ကျွေးရမှာအဆုံးသက်ပန်းဝင်မှာဖြစ်ပါတယ်။ပွဲဆက်ကျွေးရဟာမြန်မာနိုင်ငံအတွင်းက ထိုင်းလူမျိုးအဆက်အနွယ်တွေနေထိုင်တဲ့ကျေးရွာဖြစ်တဲ့အတွက်အဲ့ဒီကျေးရွာကိုလည်းဝင်ရောက်လည်ပတ်ကြအောင်မယ်လို့စီစဉ်သူတွေကပြောပါတယ်။သူတို့ဆန္ဒရဝေရှမ်းသွားမယ်ဆိုတော့ကျွန်တော်နိုင်ငံတော်တင်ပြပြီးတော့ခွင့်ပြုချက်ရယူပြီးတော့လှုပ်ဆောင်တော့အခုရှိကြည်ရဲ့စပိန်စီပွဲမှာထိုင်းနိုင်ငံကစပိန်သမား1900ပါဝင်ပြီးမြန်မာနိုင်ငံဘက်က956စီးပူးပေါင်းပါဝင်ပါတယ်။ထိုင်းနိုင်ငံဘက်ကနေစတင်ထွက်ခွာလာပြီးထိုင်းမြန်မာနယ်စပ်ကိုဖြတ်တန်းတဲ့ချစ်ကြည်ရဲတရအလဲတဲ့တဲ့မှာမြန်မာနိုင်ငံဘက်ကလာရောက်ကြိုဆိုကြပါတယ်။ ။ဒါနနိုင်ငံမှာကတော့ကလေးတွေကလည်းနှစ်ဖက်ဟိုချစ်ချစ်ရင်းနှီးမှုတွေရမယ်။